နော်ဒီယန်ဖောရက်စ်နဲ့ပွဲတွေမှာကျွန်တော်တို့ချယ်စီတင်ဘလို့ပွဲထွက်လာနိုင်ပါသလဲမင်္ဂလာပါဗျကိုကင်းအေးချယ်စီ TV ကနေပြောင်းညောင်များအားလုံးကိုကြည့်ပါရစေကျွန်တော်ဒီညရှင်းပြရည်စားမယ်ချယ်စီနဲ့နော်ဒီယန်ဖောရက်စ် line up အခင်းချင်းကိုကျွတ်တင်ခက်မှန်သုံးသက်ဆွေးနွေးမှုလုပ်သွားကြပါတယ်တကယ်လို့ line up confirm ဖြစ်သွားရင်လေကျွန်တော်ရဲ့ကိုခန့် x chelsea fan page မှာ day i live ဆွေးနွေးသုံးသပ်မှုတွေပြုလုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်ညီကိုလာရောက် join ပေးဖို့အတွက်တက်လက်စတယ်ကျွန်တော် request လုပ်ပြရသည်ဘယ်ကစားသမားတွေပါဝင်မှုမရှိဘူးလေဒဏ်ရာရတဲ့ကစားသမားတွေဘယ်သူတွေလဲကျွန်တော်အဲ့ဒီဘိုင်းကိုအရင်စပြီးပြောပြပေးမယ်နော်နှစ်သင်းလုံးကိုပြောပြပေးပါမယ်တစ်သင်းတည်းကိုကျွန်တော် highlight လုပ်ပြီးပြောမနေတော့ဘူးဆိုတော့ပြန်မဲ့ Northern Forest အသင်းရဲ့အဓိကကစားသမားအများစုကတော့ပြဿနာထွေးထူးထူးရှိမနေဘူးသို့တော့အသင်းရဲ့နောက်တန်းမှာအဓိကကစားသမားအဖြစ်ပွဲထွက်ခဲ့တဲ့ Ola Aina ကျွန်တော်ချယ်စီကတည်းကဟောင်းပါပဲ။တကောက်ကျော်တန်ရရနေတယ်။ဒါ့အပြင်အာရခေါ်ထားတဲ့ဇင်ချင်ကိုနဲ့ယူဗနက်စ်ကခေါ်ထားတဲ့ဒေါက်ကလလူးစ်တို့ကလည်းပါဝင်ဖို့မပါဝင်ဖို့မသေးကြဘူး။တိုးတော့ဇင်ကြီးတို့ဒေါက်ကလလူးစ်တို့မပါဝင်နိုင်မှုကပြဿနာအထူးတလဲရှိမနေဘူး။အဓိကတော့အိုလာအိုင်နာတယောက်ပါပဲ။အဲ့တော့ကြောင့်ဒန်ရအနာတရဖြစ်နေတဲ့ကစားသမားအများစုကကျွန်တော်ချယ်စီလောက်မစိုးပါဘူး။ ကျွန်တော်တို့ Chelsea ကဒဏ်ရာဖြစ်နေတဲ့သူတွေနဲ့ပွဲပယ်ခံထားတဲ့သူတွေရှိနေပါတယ်။နီးပြစပြီးတော့ဒီပွဲတွေမှာမပါပါဘူး။ Lumaris ကထုတ်ပယ်ခံခဲ့ရတဲ့အတွက် Willy Caballero ကဒီပွဲတွေကိုပွဲထွက်နီးပြအဖြစ်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒီနေရာမှာပြိတက်တတိမထားမိတဲ့တချို့သော player တွေလည်းပါဝင်မှုရှိမှာမဟုတ်ပါဘူး။လုံးဝမပါဝင်နိုင်တဲ့ player တွေကတော့ Liandilab, Levine Cowell, Asugo, Kopa မှာစတဲ့ကစားသမားတွေဖြစ်ပါတယ်။ ်အဒီနေရာမှာအန်ဒိုဖာနန်ဒက်စ်က international break ပေါ့နော်အာဂျင်တီးနားနဲ့လေးချင်ရင်ဆင်းနေတဲ့အချိန်မှာဒူးတန်ဟာရရှိခဲ့တဲ့အတွက်ကြောင့်အသင်းကိုပြန်ပြီးတော့လာခဲ့ရတယ်အဲ့တော့ဒီပွဲမှာအန်ဒိုဖာနန်ဒက်စ်ကိုအနားပေးသွားဖို့ရှိတယ်ဆွတ်ဆက်ပြီးတုံးလို့မရဘူးပေါ့ဘာကြောင့်လဲဆိုတော့ပြီးရင်ကျွန်တော်တို့ချန်ပီယံလိကစားအောင်မယ်အန်ဒိုပါဝင်ဖို့မပါဝင်ဖို့ကမသိကြတော့ပါဘူးဒါအပြင်အန်ဒရီဆန်တို့ရီစ်ဂျိမ်းဝက်စလီဖူဖာနာ တိုစင်အာဒါယာဘီယိုယူဒီကစားသမားတွေကလည်းဒက်ဖူးပေါ့နော်တန်တရားဖြစ်ပွဲအနေထားမှာရှိနေပါသေးတယ်ပါဖို့မပါဖို့မတိကြတဲ့သဘောမျိုးပါလုံးဝမပါဝင်နိုင်တဲ့သူတွေကတော့ပါမလဗိုင်းကိုရဲ့လီယန်ဒီလပ်အဆူကိုဖြစ်ပါတယ်အန်ဒိုဖာနန်ဒက်စ်ကတော့အနာပိဖို့များပြီးကျွန်တော်တို့ကရေရွတ်ခဲ့တဲ့အန်ဒရီဆန်တို့ရီစ်ဂျိမ်းဝက်စလီဖူဖာနာတိုစင်စားတဲ့ကစားသမားတွေကဒက်ဖူအခြေအနေဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်ပွဲထွက် line နဲ့အခင်းချင်းကို စပြီးတော့ဆွေးနွေးကြည့်အောင်ဟုတ်ကဲ့ကျွန်တော်ညီကိုတွေတက်လက်စာတွေမိတ်ဆက်ပေးချင်တာကတော့ဘလုံးမွဲကစားချင်တယ်ဆိုရင်စီနီယာတော့ချက်စီမှာမောင်ငါချောင်းအိုင်ဘတ်ခွန်ရှိကူငါးသလုံးမစ္စတိုကိုမမ္ဘာတစ်ဘောနဲ့ယူနိဖစ်ဘောနဲ့တင်နေတပတ်နှစ်ကြိမ်ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနမတ်399 863 18 380မှာဆက်သွယ်ဆုံးစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာအကျွန်တော်ဂိုးသမားတနေရာစပြောမယ်နော်ရောဘတ်ဆန်ချာလွယ်ပြီးဂျန်နေသူပွဲထွက်မှာမဟုတ်ပါဘူးဒီနောက်တန်းတနေရာမှာရွေးချယ်စရာကစားသမားများတယ် များတယ်ဆိုလို့အကောင်းမထင်လိုက်နဲ့နော်ချယ်ဆီရဲ့ level အနေနဲ့ live ဖတ်ညီတဲ့ကစားသမားမရှိဘူးများတာများနေတာတိုစင်အချင်းပေါင်ဟာတူနောက်ဗရီယာရှိုင်းချလိုပါဝက်စလီဖူဖာနာစသဖြင့်ရှိရပေါ့အဲ့ဒီကစားသမားအများကြီးတဲ့အမှအန်ဒူမော်ရပ်စ်ကအနေနဲ့ပေါ်တခွင့်ပေးလာနိုင်တဲ့ကစားသမားနှစ်ယောက်ကတော့ပွင့်လင်းပြောခမန်းရခတ်တယ်ဗရီယာရှိုင်းကလည်းဒိုင်ယာပြဿနာကြီးကြီးမားမားမရဘူးလို့ကျွန်တော်သတင်းရထားတယ် တကယ်တမ်းသာဗဒီယာရှိုင်းဒိုင်ယာပြဿနာမကြီးမားဘူးအတင်းနဲ့ပူပေါင်းနိုင်မယ်ဆိုရင်တော့ကျွန်တော်က ACB တနေရာမှာဗဒီယာရှိုင်းကိုပဲထည့်စေချင်တယ်ဗဒီယာဆေးပါပေါ့နော်တရားကိုရှိုင်းလို့ပြောရမလားဗဒီယာဆေးပါလို့ပြောရမလားတကယ်ကောင်းတယ်ကျွန်တော်ဒီ ACB တနေရာမှာပဲ Wesley Fofana ထည့်မလားဒါမှမဟုတ်လေ Chaluba ထည့်မလားတစ်ချက်စဉ်းစားရမယ်ကျွန်တော်တို့အများကြီးမျှော်လင့်ထားတဲ့ Joel Harto ကိုအဲ့လောက်အားမရဘူးသူဒီ left back ထွက်ဆိုနိုင်တယ်ဆိုရင်မဆိုင်ဘူးလေ Enzo Morris ကလိုချင်နေတဲ့ viewer ခင်းခြင်းမှာ ဘာမှမစီမဆိုင်ပုံစံမျိုးကြီးဖြစ်နေတယ်သူ့ကို CB ကစားသမားတယောက်အဖြစ်ပုံသွင်းရင်တော့သွင်းလို့ရနိုင်တယ်ထားပါအဲ့တော့ဒီပွဲစဉ်မှာဘယ်ဒီယာရှိုင်းကောင်းရင်ဘယ်ဒီယာရှိုင်းကိုပေါ်ထွက်ခွင့်ပေးသင့်တယ်မကောင်းရင်တော့ကျွန်တော်ချာလိုဘားနဲ့ဝက်စလီဖိုဖာနာပဲပေါ်ထွက်လာနိုင်ကြီးများပါတယ်ဒီလိုမှမဟုတ်ရင်လေဂျော့ချ်အချင်းပေါင်းကိုပေါ်ထွက်ခွင့်ပေးနိုင်ပါတယ်ကျွန်တော်တစ်ဖက် right back ပေါ့နော် ဘီစတင်ကတော့ဒဏ်ရာပြဿနာအနည်းငယ်လေးရှိထားတယ်အဲကျွန်တော်နောက်မဲလူကူစတိုကတော့ဘာပြဿနာမှမရှိဘူးအဲ့တို့ကြောင့်မဲလူကူစတိုကိုလည်းပေါ်တော့ခွင့်ပေးလာနိုင်တယ်လို့ရီစတင်ကိုလည်းပေါ်တော့ခွင့်ပေးလာနိုင်တယ်မျောက်လုံးက90 90အခြေအနေဖြစ်ပါတယ်ကျွန်တော်တစ်ဖက်မှာကတော့မကူကူရယာကလွဲရင်ဂျန်နဲ့ကစားသမားမရှိပါဘူးကျွန်တော်ဒီကွင်းလက် trial ကိုထပ်ပြီးတော့စဉ်းစားလိုက်မယ်အန်ဆိုဖာနန်ဒက်စ်ကိုမထည့်ဘူးဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲ level ကပြန်ကောင်းလာတာ Chelsea အသင်းတို့ကသတင်းကောင်းပါ level က Moises Kai ဆိုတော့၂ယောက်ဆိုချယ်စီရဲ့ကွင်းလင်ကတော်တော်လေး solid ဖြစ်သွားလိမ့်မယ်။ဒီရှေ့ကကောင်းနေကြိုက်တာလို့လုံးလို့ရတဲ့သဘောမျိုးပေါ့နော်။အဲ့တော့ level က Moises Kai ဆိုတော့ ਨੇ ဘွင်နာနေတူကိုပွဲတော်ခွင့်ပေးလာနိုင်တယ်လို့ထင်ပါတယ်။ကျွန်တော် attacking trial ကိုဆက်လက်စမ်းစစ်ကြည့်အောင်။လက်ရှိချိန်မှာ Esteban ကိုတော်တော်များများသဘောကျနေကြတဲ့အတွက် Esteban right wing တနေရာမှာပွဲထွက်လာနိုင်တယ်။ Left wing မှာကတော့ Patronato ပဲပွဲထွက်လာနိုင်တယ်။အဲ့တော့ left wing right wing ကတော့ပြောင်းလဲပြီး ကစားမှာဖြစ်ပါတယ်။နှစ်ယောက်လုံးက left wing right wing ကစားနိုင်တဲ့အတွက် Steve Vaughn ကတခါလေကြာရင် left wing ရောက်ပြီး Patronado ကတခါလေကြာရင် right wing ရောက်ပါလိမ့်မယ်။အထောင်တိုက်စစ်ပိုင်းမှာတော့ GP ကလွဲပြီးတခြားသူရွေးချယ်စရာမရှိပါဘူးခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ဒီညနော်6နိုင်မှာရှင်ပြိုင်ကစားမဲ့ Northern Forest နဲ့ Chelsea ပွဲတင်မှာဒီနေ့သင်ပွဲထွက်လာနိုင်တဲ့ line နဲ့အခင်းချင်းကိုသုံးသပ်ဆွေးနွေးမှုလုပ်ခဲ့တာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးများအိတ်တင်ပါတယ်။